တိုင်းမှာကြောစွာဝင်မိမခုပြည့်တဲ့ကိစ္စကတော့ online ပေါ်မှာတတော်လေးကိုဟိုးလေးတကြကြကိုဖြစ်နေတာပါမနေ့ကကြောစွာဝင်တဲ့ကောင်းမလေးဟာအထုပ်နဲ့ထဲနဲ့တနေရာကိုထက်သွားဟန်ပုံစံနဲ့အထုပ်လိုက်ကြီးကိုသူတို့ရဲ့အထုပ်တွေကိုကားပေါ်မှာတင်ပြီးတော့တနေရာကိုခူးပြေးတဲ့ပုံစံနဲ့ online ပေါ်မှာတက်လာတာဖြစ်တဲ့အတွက်ကြော်ကြီးကမိမရသွားပြီလားမိမခူးပြေးပြီလားဆိုပြီးတော့တနိုင်းကလုံးဝပြိသက်တွေကကြော်ကြီးကိုစားနှောက်ခဲ့ကြတာပါ မနက်ကမှာတော့အဲ့ဒီမိမချော်လေးကတမားတော်ဖြစ်ကြောင်းခြားသိရပါတယ်ကျော်စာဝင်းတို့ကကြားထားတာတော့ဖလပိုင်းကိုသွားမှဖြစ်ပြီးတော့ဘာအကြောင်းကြောင့်ဖလပိုင်းကိုအလဲပတ်သွားတာလားတခုဖြစ်လို့သွားတာလားဆိုတာကတော့အသိအကျမသိရခဲ့ပါဘူးကျော်စာဝင်းဟာ Time Fighter ကိုအနာယူပြီးတဲ့ကာလမှာထိုင်းနိုင်ငံတခုလုံးမှာ Holy the Jojo ကိုဖြစ်နေပြီးတော့1 Championship မှာမကြခင်မှာပွဲဥထွက်တော့မှာပါ1 Championship ပွဲဥထွက်မှာလေ ခက်ခဲတဲ့စာမပွဲကိုကြောဆောင်ဝင်းနေနေဖြေရဖို့အခြေအနေမှာရှိနေကြောင်းလည်းကြားသိရတယ်ပေါ့နော်။ဆိုတော့ဘလူးဝေးဖြစ်ဖြစ်ပါအထက်ကိုရှောက်လန့်မဲ့သူအနေနဲ့ဘသူကိုမဆူထုတ်သက်ရတဲ့အနေအထားမှာရှိရမှာပဲဖြစ်ပါတယ်နော်။တန်းစင်ကတော့ဝမ်ချန်ပီယံရှစ်ကိုရောက်တာနဲ့အငယ်တန်းလေးတွေနဲ့ပဲတွေ့ပြီးတော့ဘလို့ပြောရမလဲမိမိကိုယ်ကိုယုံကြည်မှုအလိုမြင်မလာကတာဂီရူနဲ့အတွေ့မှာတခါလေးကိုအညွန့်ချူခံလိုက်ရသလိုစက်တိုက်စက်တိုက်ကိုရှုံးပြီးတော့စရီယန်လက်ကိုရှုံးတယ်ဂင်းဆန်လက်ကိုရှုံးတယ်နော်။ နောက်ဆုံးခွန်ဖွန်နိုင်ကိုရှုံးနေဆိုတော့ဘွားကလုံးဝယူဆုပ်ပြတ်သက်သွားပြီဆိုတော့ကျော်ဆောင်ဝင်းနေနဲ့လဲဝမ်းချမ်ပီယံရှစ်မှာရောက်မယ်ဆိုရင်တော့ခက်ခဲတဲ့စာမွေးလေးရှိမယ်လွယ်ကူတဲ့စာမွေးလေးရှိမယ်ဒါတွေကိုကြိုးစင်းပြင်ဆင်ထားဖို့လိုအပ်ပါတယ်ခုတစ်ခေါက်မှာတော့ဒါကျွန်တော် ဟိုကျောဆောင်ဝင်းကတော့ online ပုံမှာလီဒါထိုင်းနိုင်ငံမှာလေတော်တော်လေးကိုနာမည်ကြီးတဲ့ fighter ဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့ Sam Feathers တို့ကအစားပေါ့ဗျာ။ဒါ Feathers ဂျင်မာလေးချင်းနေတဲ့ fighter ကြီးတတော်များများက trainer တတော်များများကကျောဆောင်ဝင်းပုံနေပဲ video တွေပဲတင်နေကြတဲ့ခါကျတော့ထိုင်းနိုင်ငံတိုင်းကလုံးတော့တိတာတွေအဆင်ရှိနေပြီပေါ့နော်။ဆိုတော့သူ့ရဲ့ပွဲဦးထက်ကတော့တော်တော်လေးကိုဝမ်းချွဲပြီးရွှေမပွဲကျပွဲဦးပွဲကောင်းကိုဖြစ်မှာပါနော်။